ားလုံးပဲမင်္ဂလာပါဗျာ Rashford ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Manchester United အသင်းအားပေးသူပရိသတ်တွေရဲ့အချစ်တော်ကြီး Onana ကိုတော့ပြည်သစ်ကလပ် Monaco အသင်းမှာခေါ်ယူနေခြင်းကြောင့် The Guardian သတင်းဌာနမှာတင်ပြလာပါတယ် Monaco အသင်းကတော့အခြားရွေးချယ်မှုအနေနဲ့ Chelsea ကိုသမား Georgi Petrovic ကိုလည်းစောင့်ကြည့်လျက်ရှိပါတယ် Onana ကတော့ Man U တွင် ်နောက်ရာသီဆက်ရှိနေခြင်းပြီးမိမိစွာရည်ကိုပြသနေခြင်းကြောင့်တည်နေရသိရပါတယ်2023ခုနှစ်တွင်အီတလီကလပ်အင်တာမီလန်အသင်းမှရောက်ရှိလာတဲ့အိုနာနာကတော့ဂျပန်ရန်ကအမားများပြုလုပ်တတ်ပြီးအသင်းပရိသတ်အတော်များများရဲ့မေတ္တာတွေခံယူထားသူဖြစ်ပါတယ်မန်ယူနီးပြအမိုရင်ကတော့ကျွန်တော်တို့ဟာအသေးရနေရဆုံးအတွက်သုံးသပ်မှုတွေပြုလုပ်သွားမှာပါကစားသမားအားလုံးကိုတော့အစားထိုးပြစ်လို့မရပါဘူး ကွင်းထဲကနေရာစုံမှာတိုးတက်မှုတွေလိုအပ်နေတာဖြစ်ပြီးကိုသမားနေရာမှာလည်းအတူတူပါပဲကျွန်တော်တို့အန်ထရီနယ်ပဲဆက်လက်အလုပ်လုပ်နိုင်ပါတယ်အန်ထရီအိုနာနာဟာထိတ်တန်းကစားသမားဖြစ်ကြောင်းအင်တာမီလန်မှာတုန်းကအထင်ရှားပြသခဲ့ပြီးသားပါဒါပေမဲ့အခုရာသီမှာတော့ကျွန်တော်တို့အားလုံးစွမ်းဆောင်ရည်တွေနှိမ့်ချနေခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ဘန်နာရေးအခက်အခဲတချို့ရှိနေတာကြောင့်ကိုသမားအစ်စ်ဝယ်ယူလိုပါကအိုနာနာကိုရောင်းချရန်လိုအပ်နေတာပါ ဟိုနာနာကတော့ United နဲ့စာချုပ်သက်တမ်း၃နှစ်ကျန်သေးပြီးအတင်းမှာဆက်လက်ကစားကျင်တော့လေ United ဘက်မှာဆုံးဖြတ်မှုပေါ်မှာမူတည်နေပါတယ် United တို့ရဲ့တိုက်စစ်ကစားသမား Market Rashford ကို Spain influencer တယောက်ဖြစ်တဲ့ Harvey Race ကလမိုင်းယမဲနဲ့တွဲဖက်ကစားကျင်သလားမေးခဲ့ရမှာတော့ကစားကျင်ကြောင်းပြောဆိုခဲ့ပြီးယမဲကိုလည်းချီးကျူးပြောဆိုမှုတွေလုပ်ခဲ့ပါသေးတယ်။ Rashford ရဲ့ Man United ဟာမေးမရဖြစ်နေပြီး United ဘက်မှာလည်းတင်းတော်တဲ့ဈေးရပါကရောင်းချရန်ရှိနေပါတယ်။ ခရစ်စတယ်ပေးလီအသင်းရဲ့ခန်းစည်းကစားသမားမတ်ဂေဟီကတော့သူ့ရဲ့နာဂဲကိစ္စကိုအလင်းစလိုဆုံးဖြတ်မှာမဟုတ်ပဲကောင်းမွန်တဲ့ပြောင်းရွှေ့မှုတွေဒီနွေရာသီမှာဖြစ်မလာပါကခရစ်စတယ်ပေးလီမှာပဲနောက်ထပ်တစ်နှစ်ကစားရန်အသင်းရှိနေကြောင်းသိရပါတယ်မတ်ဂေဟီကတော့2026ကမ္ဘာဖလားမတိုင်မီအင်္ဂလန်အသင်းမှာနေရာတနေရာရရှိရန်အတွက်ပုံမှန်ပွဲထက်ကစားခွင့်ရရှိမဲ့အသင်းကိုသာရွေးချယ်ရန်ရှိနေကြောင်းသိရပါတယ်ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့လီဗာပူး ာဆင်နဲ့နျူကာဆယ်နဲ့တော်တန်ဟမ်အသင်းတွေကကစားသမားအားစိတ်ဝင်စားလျက်ရှိကြောင်းသတင်းတွေကဖော်ပြထားပါတယ်။လီဗာပူးအသင်းကတော့လီဗာကူးဆင်အသင်းနဲ့သတင်းတွေထွက်ပေါ်နေတဲ့ဂျာရယ်ကွန်ဆာကိုရောင်းချပြီးမှသာလဲဂေးအတွက်ကမ်းလှမ်းရန်စီစဉ်နေကြောင်းသိရပါတယ်။နျူကာဆယ်တော်တန်ဟမ်နဲ့အာဆင်နယ်တို့ကလည်းဂေးအားစိတ်ဝင်စားနေသေးဖြစ်ပြီးပေးလစ်ဘက်ကတော့ကစားသမားအတွက်စတာလင်မောင်တန်း80ခန့်မျှော်မှန်းထားကြောင်းသတင်းတွေကဖော်ပြထားပါတယ်။ အာဆင်နယ်အသင်းဟာ RB Leipzig ရဲ့တိုက်စင်မှုဘန်ဂျာမင်ရှက်ရှ်ကိုအားခေါ်ယူရာတွင်ကလပ်ဘက်ကမျှော်မှန်းထားသည့်ထက်မြင့်မားသောလစာအားကစားသမားဘက်မှတောင်းဆိုမှုကြောင့်အခက်အခဲကြုံနေရကြောင်းသိရပါတယ်။မန်စီးတီးနီးပြပတ်ကွာဒီယိုလာကလာမယ့်ရာသီမှာအသင်းရဲ့ကစားသမားအရေးအတွက်ကိုရှော့ချမယ်လို့ပြောဆိုလိုက်ပါတယ်။ကစားသမားတွေပိုပြီးကစားဝင်ရဖို့နဲ့စိတ်ကျဉ်တတ်မှုရှိဖို့အတွက်အသင်းကိုတင်းငယ်တဲ့ဖွဲ့စည်းမှုနဲ့ပဲကစားမယ်လို့ဆိုပါတယ်။ပတ်ကကစားသမားတွေအများပြရွေးချယ်စရာရှိနေတာဟာ သူ့အတွက်အဆင်ပြေပေမဲ့ကစားသမားတွေဘေးထိုင်နေရရင်စိတ်မကောင်းဖြစ်ရမှာကိုမလို့ချင်ဘူးလို့ရှင်းပြခဲ့ပါတယ်။အပြောင်းရွှေ့ဈေးကွက်မပိတ်မီအချိန်အများကြီးကြံသေးတာမို့ဘာတွေဆက်ဖြစ်လာမလဲဆိုတာငါတို့တွေးရပါလိမ့်မယ်ဟုလည်းပြောကြားခဲ့ပါသေးတယ်။ Jack Grealish ပါဝင်အချို့ကစားသမားတွေဟာလုံလောက်တဲ့ကစားချိန်မရရှိလို့အခြားအသင်းတွေကိုပြောင်းရွှေ့နိုင်ချေလဲရှိနေပါတယ်။ The Sun ကဖော်ပြတဲ့သတင်းအရ Leicester City ဟာလာမယ့်လအစောပိုင်းတွင် Rob Van Nistelrooy အား ီးပြရာထူးမှာရုတ်သိမ်းရန်စီစဉ်နေပြီးရှောင်းတိုင်းဖြစ်အစားထိုးခန့်အပ်ဖို့အလားအလာရှိနေကြောင်းသိရပါဗျ။ Fanister Ryan ဟာ2024ဒီဇင်ဘာတွင် Leicester Manager အဖြစ်စတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်။ Leicester City သင်းဟာ Mr. Ryan ရဲ့နီးပြမှုအောက်မှာ Premier League 25ဝယ်ကစားပြီး15မှတ်သာရရှိက Championship တို့တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ Aston Villa အသင်း၏ Argentina ကိုယ်တော်မှာ Martinez ကို အတလက်တီကိုမက်ထရစ်အသင်းမှခေါ်ယူရန်စိတ်ဝင်စားနေပြီးဆော်ဒီကလပ်များနဲ့ရှင်ပြန်ရနိုင်ကြောင်း Daily Telegraph ကဖော်ပြထားပါတယ်။စိတ်ဝင်စားဖွယ်တင်တွေကိုအမြဲတင်ဆက်ပေးနေမှာမို့ Like and Subscribe လေးလှုပ်သွားပေးကြပါအောင်ဗျာ။ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။